အားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါ Morning Devotion ကနေအားလုံးကိုပြန်လည်ပြီးမှကြိုးဆိုရဲဒီကနေ့မှာကျမတို့လူတိုင်းပြောတတ်တဲ့အရာဘာလဲဆိုရင်ကျမတို့အမှုတော်ဆောင်ဘုရားရဲ့လူဘုရားရွေးကောက်ခြင်းကိုခံရတဲ့သူကတော့ဘာကြောင့်စပြည့်ဝိုင်းတွေတောက်ဖို့မရတာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးဘုရားပြောထားတဲ့အရာကိုဒီနေ့ကျမဝင်ငှသွားမှာဖြစ်ပါတယ်ကျမတို့လူတော်တော်များများပြောလက်ရစ်မှုချက်လူကျူးစွာမတောက်တော့တဲ့ ကျန်းစာထဲမှာရေးထားတယ်ဆိုတဲ့အရာပဲကျမတို့ဘလူးတော်တော်များများเนาะပြောတတ်တယ်ဒါပေမဲ့ဒီကိရိမှာကျမဝင်ငှသွားမှာကတော့ချက်ဆုံရဲ့အတ္တတာကြီးကနေကျမဝင်ငှသွားမှာဖြစ်တယ်ချက်ဆုံဟာသူ မွေးဖွားခင်ကတည်းကသူမိခင်ဗိုက်ထဲမှာရှိနေစဉ်ကတည်းကဘုရားသခင်သူ့ကိုရွေးကောက်ထားရဖြစ်တယ်။နာဇရီလူအဖြစ်ရွေးကောက်ထားတာဖြစ်တယ်။နာဇရီလူဆိုတဲ့အရာကဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့အရာကတန်ရှင်ချင်းရှိဖို့ရအတွက်လိုအပ်တယ်။တော့သူကစံစာဖတ်ရအောင်။တရားသူကြီးမဆာအခန်းကြီး73အခန်းငယ်၄ကနေ6ဒီကွာဖတ်ရအောင်။တို့ဖြစ်၍တတိယလော စပီရေကိုမတောက်နဲ့တည်ရတရက်ကိုမတောက်နဲ့မစင်ကြေတော့အစာကိုမစားနဲ့အချောင်းမူကပရိတည်ယူပြီးပွားမြန်နဲ့တတ်တော့တားရောက်ကြသည်စပီရေရိတ်ချင်းကိုမခံပဲအမိဝမ်းချဲမှစ၍ဘုရားသခင်၏နာဇရစ်ကိုဖြစ်ရလိမ့်မည် သူဒီလဲအစ်ထရေလာအမျိုးကိုဖိလစ်တိလူတို့လက်မှကျေလုံစပြုတ်လိမ့်မည်ဟုဆိုပြီးဒီကနေ့မှဒီမှာဘာရေးထားတယ်ဆိုရင်ရှမ်းဆုံကမွေးကလေးကနာဇရစ်ဖြစ်တယ် နာဇီလူဖြစ်တဲ့အတွက်ကြောင့်သူနံပါတ်၁ဘာကိုလုပ်ဖို့ရန်အတွက်လိုအပ်တယ်လေဆိုရင်စပီးရီကိုရှောင်ဖို့ရန်အတွက်လိုအပ်တယ်နံပါတ်၂ကသူတန်ရှင်ဖို့ရန်အတွက်လိုညင်ညူတဲ့အရာတွေသူမစားသုံးပေးနဲ့တန်ရှင်ခြင်းအတ္တတာကိုသူဆောင်ဖို့ရန်အတွက်လိုအပ်တယ်နံပါတ်၃ကသူကသူ့ပုံမှာထားတဲ့ဖရားရဲ့ဂတိစပီးရိတ်ခြင်းကိုသူမပြုတ်လို့ရဘူးဖရားဒီကနေ့ကျွန်မပြောပြချင်တဲ့အရာကတင်ကဖရားလူဖရားတစ်ခင်ရွေးကောက်ထားတဲ့သူဖြစ်တယ်ဆို တင်ကဒီအရာတွေကိုသင်ရှောင်ဖို့ရန်အတွက်လိုအပ်တယ်။နော်ဒီအရာတွေကိုရှောင်ချက်အပြည့်သင်ရဲ့အတ္တတာထဲမှာဘုရားသခင်တင့်အပေါ်မှာထားတဲ့အသည့်တော်တွေတင့်ပေါ်မှာ ဤဆုံးမှာဖြစ်တယ်။နော်ဒီရှာဆုံးကသူ့ရဲ့အတ္တတည်းမှာလမ်းတစ်ခွေမှာသူရောက်တဲ့အချိန်အခါမှာသူ့ကို နောက်ဆက်တဲ့အရာတွေရှိတယ်။အဲ့ဒီနောက်ဆက်ခြင်းကဘာလဲဆိုရင်တရားသူကြီး16အခန်းငယ်16ကိုကျွန်မတို့ဖတ်ယူရအောင်။ထို့သောနေတိယဒီနေ့တိုင်းပူဇော်၍သူအသက်သေးလူအောင်နောက်ဆက်သောကြောင့်ရှာဆုံးသည်မိမိစိတ်နှလုံး၌ရှိသည်မြတ်အတိုင်းပြော၍ငါ့စပီကိုတခါမှမရိတ်သေးအမိဝါထဲမှာစား၍ဘုရားသခင်နာစွင့်လူဖြစ်ငါ့စပီကိုရိတ်နေငါ၌ခွန်အားယိုး၍အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မယ်ဟုပြောဆိုရင်မာကျွန်မဘာကိုပြောချင်တယ်လဲတင်းကဘုရားသခင်ရဲ့မန်နေဆိုရင်တင့်ကိုဘုရားသခင်ရွေးကောက်ထားတယ်ဆိုရင်တင့်ကထူးခြားတော့သူဖြစ်တယ်ဘုရားသခင်ကတင့်ကိုရှောင်ရမယ့်အရာတွေပြောထားတယ်တင့်ကဘုရားရဲ့လူဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်တင့်အပေါ်မှာမလောက်ခိုင်းတဲ့အရာ ရှိတယ်။အဲ့ဒီအရာတွေကိုသင်မလုပ်ဖို့ရတော့လိုအပ်တယ်။ဒီနေ့မှာသင်ကဘုရားသခင်ဘက်မှာသင်ကတောက်လောင်နေသူဘုရားဘက်မှာသင်ဟာဆာငတ်နေသူဘုရားဘက်မှာသင်ကကူးစားနေသူတယောက်ဖြစ်တယ်ဆိုရင်ဒီနေ့မှာသင်ကိုစုံစမ်းတော့သူဆိုတဲ့အရာသင်ပေါ်လာမှာဖြစ်တယ်။ရှန်ဆုံးပြီးအတ္တတာမှာလေသူ့အတ္တတာမှာဘုရားသခင်သူ့ကိုရွေးကောက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘုရားသခင်စုံစမ်းတယ်။ဘသူနဲ့စုံစမ်းတယ်လေဒေလီယာဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့စုံစမ်းတာဖြစ်တယ်။ သူကအဲ့ဒီတင်ကြီးကဘာလုပ်တယ်လဲဆိုရင်နေ့တိုင်းကုစားတယ်တဲ့အတ္တတည်းမှာတင်မလုတ်ချင်တဲ့အရာကိုဘုရားသခင်တင့်ကိုမလုတ်ဖို့ရတဲ့တင့်ကိုတားဆီးထားတဲ့အရာတွေသူလူတစုံတူအပြည့်တင့်ကိုနောက်ဆက်ကောင်းနောက်ဆက်မိမယ်ဒါပေမဲ့အဲ့ဒီအရာကိုတင်ကပြောထုတ်ဖို့ရတဲ့ဘုဖြစ်တယ်ရှန်စုံကဒီမှာနေ့တိုင်းပူဇာတဲ့အတွက်ကြောင့်ရှန်စုံကဒီလီယာကို ောလိုက်ဖျားခင်သူ့ပေါ်ထားတဲ့တောထားတဲ့အရာတွေသူပြောပြလိုက်ပြောပြလိုက်တဲ့အခါမှာသူကမဖြစ်သွားတယ်ဆိုရင်သူ့ရဲ့ခွန်အားတွေဖျားခင်သူ့ပေါ်ထားတဲ့အရာတွေဆုံးရှုံးဖို့ရန်ကြောင်းဖြစ်လာတာဖြစ်တယ်ဒီကနေ့ကျွန်မပြောပြချင်တယ်တင်းရအတ္တတာထဲမှာနောက်ဆက်တဲ့သူလာရင်တော့မှတင်းကိုနောက်ဆက်တဲ့သူကလေတင်းကိုတော့ချက်ချင်းတန်တန်နဲ့လာပါမဟုတ်ဘူးဖြစ်တယ်လာပါစွာချောမောစွာ မြင်သာစွာဟောလက်ဖြားမှာဖြစ်တယ်အဲ့ဒါလိုမျိုးနေရာမှာကျမတို့ကဘုရားရဲ့ဂတိတော်တွေဘုရားသခင်တင့်ပေါ်တွေကောက်ထားတယ်ဆိုတဲ့အကြောင်းလေးပြန်ပြီးမှဂတိပြုဖို့ရတဲ့အတွက်ဒီကျမအားပေးခြင်းနဲ့ ရှန်စုံရဲ့အသက်တာကြီးတော့မဟုတ်ပဲနဲ့ကျမတို့ကဖရာသခင်ရဲ့လွေးကောက်ထားတဲ့အပေါ်မှာဖရာသခင်ပြောထားတဲ့နာဇရီလူဖြစ်တယ်ဆိုတဲ့အပေါ်မှာကျမတို့ကဖရာအပေါ်မှာယက်တည်ဖို့ရတော့လိုအပ်တဲ့ဖရာရဲ့ဂတိပေးထားတဲ့အရာဖရာသခင်ပြောထားတဲ့စကားတွေပေါ်မှာကျမတို့ကယက်တည်ဖို့ရတော့လိုအပ်တယ်ဆိုတဲ့အရာကိုဒီနေ့ကျမဝင်ငှချင်တာဖြစ်တဲ့အယောက်ချင်းစီတိုင်းပေါ်မှာဖျားခဲ့အထူးကောင်းချီးပေးပါစေ။